ကချင်ပြည်နယ်လိုင်စာမြို့ကိုမိုင်၈၀၀ကျော်ခြေကျင်ခီးနေခဲ့တဲ့ငင်းချင်းကြီးလမ်းလျှောက်ဖွဲ့တွေကပထမဆုံးလိုင်စာကိုဝင်ရောက်ခဲ့တဲ့လူငယ်၂၂ယောက်ဟာမတ်လ၂၅ရက်နေ့မှာအတွေ့အကြုံရှင်းလင်းခဲ့ကြပါတယ်။ရန်ကုန်မြို့မှာပြုလုပ်တဲ့ခီးစဉ်အတွေ့အကြုံရှင်းလင်းပွဲမှာတော့56ရက်ကြာခီးရှည်လမ်းလျှောက်ခဲ့တဲ့ဒီလူငယ်တွေဟာငင်းချင်းကြီးငှက်လင့်မှုကိုလမ်းတစ်လျှောက်ရင်ဆိုင်တွေ့ကြုံပြီးတဲ့အခါခီးစဉ်စတင်မှုနောက်ကျခဲ့တယ်လို့ခန်းစားမိတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ ကဲသားလေလို့ကျွန်တော်ရေထဲမှာဒီအပြည့်အေးကိုစီးပြီးဖြစ်တဲ့ဒီလူကြီးပြီးသွားနေရကိုကြီးဥမာတွေတောင်းနေပြီလို့တော့လာတဲ့ဆိုင်ကျွန်တော်ဒီဖြစ်နေတာဆိုတာဒါမပြောပါတော့ဘူးတော့ဒီတောင်ကကြည့်ရခိုင်မှာရောက်အောင်လျှောက်မှာပို့ပြီးခိုင်မှာရောက်နေတော့လျှောက်ပါတယ်ရန်ကုန်ကနေစတင်လမ်းလျှောက်ခဲ့တဲ့ဒီလူငယ်တွေဟာမြကြီးသားမျိုးအထွတ်မှာနှစ်ဖွဲ့ကွဲသွားပြီးကိုစီတူဝင်းဥဆောင်တဲ့22ဦးဖွဲ့ကလိုင်ဇာကိုပထမဆုံးဝင်ရောက်ခဲ့တာဖြစ်ပါတယ်အစိုးရတပ်နဲ့ကချင်လက်နက်ကိုင်ဖွဲ့တွေ သူတို့အပေါ်ဆက်ဆံမှုတွေဟာငြင်းချင်းရေးကိုအင်မတန်တောင်းတနေတယ်ဆိုတာမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီကတော့ကျင်းနေခြင်းနဲ့ပြောက်တွေဖြစ်တဲ့အခါမှာကျွန်တော်တို့လမ်းခီးမှာဒီမဲ့အနေကိုလုံးဝရှင်းအသက်နိုင်ဆုံးစူးစမ်းပြီးရှင်းနေမိတယ်။နောက်ပြီးတော့ဒီရှည်တန်းစာတည့်တဲ့အချိန်ပဲဒီကိုစားနေကရှားပါရဲ့နေရာမျိုးမှာကျွန်တော်တို့အခွက်စားဖို့တောက်ဖို့သူတို့မှာပိုင်ရိတ်ခါလေးတွေပေါ့နော်ဖွဲဝေပေးတာမျိုးတွေလည်းဗျာလက်မဲ့ဝိုင်းနဲ့ဧခန္ဓာမျိုးဒီလိုမျိုးအားပေးကူညီရပေါ့ဗျာ။ငြင်းချင်းရေးလှုပ်ရှားမှုရန်ကုန်လိုက်စာအနေနဲ့ ညညာချက်တစောင်ထုတ်ပြန်ခဲ့ပြီးတွေးချင်းတို့မြေမှာအိုးအိမ်ဆွန့်ခွာခဲ့ရတာဒုက္ခတဲ့စကန်တွေထဲခိုးလုံနေကြရတဲ့စင်ရဲပင်ပန်းမှုကိုတွေးကြုံခဲ့ရကြောင်းနဲ့2008ဖွဲ့စည်းပုံကိုပြင်ဆင်နိုင်ဖို့အားလုံးဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လဲတိုက်တွန်းပြောဆိုခဲ့ပါတယ်